MSP ဘလို့ပြောင်းလဲနေလဲဆိုတော့ကျွန်တော် parking တယောက်နေရာကိုရပြီအိမ်တော်ဦးစီးတယောက်နေရာကိုရပြီဆိုတော့ကျွန်တော်မှာအဲတယ်ပိုးရမယ်တောင်းဝင်နေအများကြီးရှိနေပြီတော့မှာအဲ့တော့တီတီငင်ငင်နဲ့ကိုလုံးအောင်မဲ့ကိစ္စကိုပဲအဖေဖေမှုမဲ့အဲတီတီချာလေးဒီအလုပ်ပေါ်မှာပဲအာရုံစိုက်ပြီးလုပ်ပြနေရပါအဲ့ဒီဘွယ်တက်ပေးရခြင်းအကြောင်းအရာတော့ကွာဒီရဲ့အခွေထဲမှာကျွန်တော်က တချင်းဟိုမှာဆယ်ပုတ်ပိုင်း၈ပုတ်လောက်ကျွန်တော်ဖန်တီးပေးတာပေါ့နော်တီးတာတွေရေးတာတွေရောအဲကျွန်တော်ရေးပေးတာမဟုတ်တဲ့တချင်းတွေကိုလည်းကျွန်တော်ကစတူဒီယိုမှာလိုက်ပြီးတော့အသေးစိတ်လိုက် guide လိုက်လုပ်ပေးတာပေါ့နော် harmony line တွေထုတ်ပေးတာတော့ guide တွေပါလိုက်လုပ်ပေးတာပေါ့နော်အဲ့တော့အများကြီးလုပ်ပေးတာဖြစ်တဲ့အတွက်ကျွန်တော်လူလူရလာပြီးတော့အားပေးတာပါခုလေကုန်ယူတာပေါ့ RD လေး

အဲမြင်တယ်ကျောပြောရရှိမိမလည်းရှိကလေးလည်းရှိအစေတတရာတတတရာတော့မရှိတော့ဘူးလို့ပြောလဲနေတယ်ဆိုတော့ကျွန်တော် parking တယောက်နေရာကိုရပြီအိမ်တော်ဦးစီးတယောက်နေရာကိုရပြီဆိုတော့ကျွန်တော်မှာအဲတေပိုးရမယ်တောင်းဝင်နေအများကြီးရှိနေပြီတော့မှားတယ်အဲ့တော့တီတီငင်ငင်နဲ့ကိုလုံးရမယ်ကိစ္စကိုပဲဖျက်ဖျက်မှုမဲ့အဲတီတီချာလေးဒီအလုပ်ပေါ်မှာပဲအာယုံဆိုင်ပြီးလုပ်ပြနေရပါဟုတ်ကဲ့ strong ပြလာတယ်အရင်တော့ဆိုကျွန်တော်အလုပ်ကိစ္စဆိုကျွန်တော်ကိုယ်တိုင်ပဲစကားပြောကျွန်တော်ကိုယ်တိုင်ပဲသွားလာလုပ်ကိုင်း အနုပညာကိုလည်းလိုရတယ်ကိုကိုလုတ်တဲ့အလုပ်ပေါ်မှာလည်းအာရုံနေစရတယ်ပတ်စံစကားငွေကြေးကိစ္စဆိုလည်းပြောရတာပေါ့နော်အခုကျွန်တော်အမျိုးသမီးကိုကျွန်တော်မန်နေဂျာနေရာထားလိုက်တယ်အော်ငွေကြေးကိစ္စဆိုသူပြောတယ်အချို့အလုပ်ကိစ္စနေရာတွေသူပြောတယ်ပေါ့နော်ကျွန်တော်လည်းဓာတ်ရိုက်ပြောလို့ပြောရမယ့်ကိစ္စတွေဆိုလို့ရှိရင်ကျွန်တော်လည်းဓာတ်ရိုက်ဆက်ပြောတယ်ပေါ့နော်အဲအဲ့လိုမျိုးတော့တောင်းဝန်လေးခွဲပေးပြီးကျွန်တော်ပါရမီဖြည့်ပေးရအောင်ဟုတ်ကဲ့ဟုတ်ကဲ့မိုးထက်ကိုတွေ့တဲ့လူကအာမိုးထက်ကလုံးမဆိုပြောတာဆိုတော့အဲ့လိုမျိုးသိနိုင်တယ်ဘယ်ဘယ်နေ့အော်ဟုတ်တယ်ဥတနေ့ကကျွန်တော်ဒဂုံချောင်းကိုရောက်သွားတော့ အဲ့မြင်တော့အားရောမိုးထမဟုတ်ပါဘူးတဲ့အဲ့မိုးထကလုံးကြီးပဲဖြစ်ပါပါကျွန်တော်ကြားရတယ်ကျွန်တော်ကြားရတယ်ရေပဲဟိုဟာတာပါတဒါမို့ကျွန်တော်ပြပြမယ်ဒီကောင်ကကျွန်တော်ကသူ့ကိုဟိုတခြင်းနားမထောင်အောင်ဒီတခြင်းနားမထောင်အောင်သူတော့မရှိဘူး anonymous တခြင်းလည်းနားထောင်တယ် TikTok မှာပေါက်နေတဲ့တခြင်းလည်းအကုန်နားထောင်တယ်ဗညာလည်းနားထောင်တယ်ကျွန်တော်တခြင်းလည်းအကုန်ရတယ် Ilya ရဲ့တခြင်းလည်းရတယ်သူများမင်းကြိုက်တာမင်းလို့အမားနဲ့မယ်လို့ဘာဒါလည်းသူရတယ်တည်ရမလား သူကနားထဲမှာဒီချိန်မှာသူကတင်ယူနေရတဲ့အချိန်ဆိုတော့သူနားထဲမှာသူအဆင်ပြေတာသူကြိုက်တာလည်းအကုန်လုံးကျွန်တော်မပိတ်ပင်ဘူးရောနားထောင်နားထောင်နားထဲမှာတည်နေပါချိန်ကြောက်လို့ရှိရင်တော့သူဂီတကိုလှုပ်ချင်တယ်ဆိုလို့ရှိရင်တော့သူဘယ်လိုပုံစံမျိုးလှုပ်ချင်တယ်ဆိုတာသူ့ဘာနဲ့သူရွေးချယ်ပါလိမ့်မယ်အခုရောနည်းနည်းလေးလေးတားအောင်ဟုတ်တယ်ဟုတ်တယ်အဲကျွန်တော်မချုပ်ချယ်ဒါဒါမဲ့တော့အစားတော့တော့အရင်ကြည့်အဲအစားတော့ကိစ္စတော့တော်တော်ပြောရတယ်ဒရဇက်အမှားတည်မလား ထမင်းသုံးနဲ့စားရမယ်။မုတ်ပဲသေးစားဒီလောက်ဒီလောက်ပမာဏစားရမယ်။ရေဆိုဒီလောက်ဒီလောက်တောက်ရမယ်ဆိုတော့ तू မရှိဘူး။ तू ရေတောက်ဟဲ့လို့ပြောလိုက်။အေးရေဘူးမကုန်မချင်းတော့ तू မတားမချင်းတော့တောက်ချောက်တောက်လာ။အခုဒီအစားစားစားပြီးရမလား။ပြင်ဘာစားရမလဲ။ဘာစားမလဲခဏခဏတောင်းစားတာ။ထမင်းစားပြီးွားရလို့ရှင်လို့ရှင်လေ။ကျွန်တော်ကျွန်တော်ထမင်းချွေပြီးွားရဆိုလို့ရှင်။ကျွန်တော်ထမင်းကျွေးလိုက်တယ်ဆိုတော့သူ့အဖွားမသိဘူးဆိုတော့သူ့အဖွားရှေ့ရောက်လို့ရှိရင်ဟောဟွာထမင်းကျွေးအောင်တော့သူ့အဖွားမသိထက်ကျွေးလိုက်ပြန်အောင်အဲ့လိုအစားဆုံးနဲ့ပတ်သက်ရင်တော့ဒရက်ဆက်စားရတယ်အဲအဲ့ဒီကတော့ကျွန်တော်စိုးဝင်ရတာပေါ့နော် အခဏခဏလည်းအဲ့ဒီအစားတွေကိုအမြဲအန်လာအန်လို့ဆိုပြီးဆေးရုံအေးပေါ်ရောက်လာတယ်နှစ်ခေါက်သုံးခေါက်လောက်ရှိပြီတော့အဲ့ဒီခုတော့စိုးဝင်ရတော့ဂျန်နဲ့ပိုင်းနေရတော့ခေစားမရှိပါဘူး။ तू ကတော့အခုနပြောသလိုမှဟိုလူဒီလူလည်းလုံးမရှိဘူး။ तू နားထဲမှာရောက်နေတခြင်းဆိုလည်းတခြင်းပေါ့။မဟုတ် तू तू အားတဲ့အချိန် तू စာရီပိုင်းလုတ်တယ်လုတ်ပြီးသွားလို့ရှိရင် तू ဖုန်းကိုတနည်းနိုင်ဝက်တနည်းရလုံးမနေ့ရက်တစ်ခါလောက်ပြနိုင်ဝက်ပြရင်တစ်တော့လာတဲ့ဟာတွေ तू အမလွတ်တရာအစိုးပြနေရပါပဲ။ အီတလီသချင်းတွေကဘာလဲဒက်စပါစီတိုဘာညာအကုန်ဆိုးနေရပါသေးတယ်။တင်ယူနေရတဲ့အချိန်ဆိုတော့ဒါနာမထောင်အောင်ကနာမထောင်အောင်ဒါပဲဆိုအောင်ဒီကမဆိုးအောင်ကျွန်တော်လိုက်မပိတ်ပင်တာပါ။မြန်မာတယ်နဲ့နားထောင်နေဆိုင်းတယ်ဘာညာကြားလို့ရှိရင်သူကအဲ့လိုမြန်မာအကကတယ်လို့ထထကတာမျိုးတွေရှိတယ်။အဲ့လိုဗီဒီယိုတွေပါရိုက်ထားတယ်အဲ့လိုသူကဒီမှမသိမပြဲနဲ့သူကသူကြည့်ပြီးတက်တယ်။အဲ့ဆုံးခံစားတယ်။ဆုံးခံစားတယ်ဟုတ်ကဲ့။အဲလူတိုင်းကတော့မှကုသသမီးအကောင်းဆုံးပဲဖြစ်စေချင်ပါဘောနော်။အဲ့တော့သူကြီးလာလို့ရှိရင်သူမလုပ်ချင်လဲ ူအဲပညာပိုင်းမှာသူဆုံးကန်းတိုင်အောင်သင်ယူပြီးသွားရင်သူဘာလို့ချင်လဲပုံမူဒီပြီးကျွန်တော်က live support ပေးဖို့အသင့်ပါဟုတ်ကဲ့ကွာဒီကတော့အခုမြင်ခဲ့တဲ့အတိုင်းပဲကျွန်တော်တို့တေချာဖန်တီးခဲ့ပြီးပြီအခုလည်းသူအမိုက်စာလုတ်ပြလာတယ်ဆိုတာဒါတတ်တယ်ပဲအခုတို့သူလည်းအများကြီးတခဲနဲ့အားပေးဖို့တော့ရောက်နေပြီခွေလည်းအဲသူဘင်းလေး release လုပ်မယ်ဆိုတာသူချက်ပြင်ညာလိုက်မယ် office ဆိုတော့ ever မှာကျွန်တော်တို့ဘင်းကနေအသက်ကနေ why won't ပေါင်ကူညီပေးရပါတယ်ဆိုတော့ကွာဒီရဲ့ခွေကအမိုက်စာဖြစ်မယ်ဆိုတာ100%ကျွန်တော်အားမခံပါဘူးပြီးတော့ကျွန်တော်လည်း album လုပ်နေပါတယ် အဲဒီဇင်ဘာမဟုတ်ရင်2026 January လောက်တော့ထွက်နိုင်အောင်ကျွန်တော်ကြိုးစားနေပါတယ်ထွက်လာလို့ရှိရင်အားပေးကြပါလို့ပရိသတ်များကိုကျွန်တော်အသိပေးခြင်းပါတယ်ကျေးဇူးများကြီးပါ Myanmar Star Bazaar